ယခုကျွန်တော်ဖတ်ပြပေးမယ့်ဝတ္ထုလေးကတော့ဆရာကြီးစင်မြူချင်းအောင်သိန်းရေးသားသောထမင်းတလုံးဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်ခင်ဗျာထမင်းတလုံးဘဝဆိုဒီမှာ ရှင်တော်ဖရာကြီးအလိုအားဖြင့်ကိုတွင်းကိုကိုထမင်းကိုစားပြီးစောင့်နေရခြင်းပင်ဖြစ်၏ကိုအလဲမကြမချင်းငိုရွေးတဖုံရေမောရွေးတလက်ဖြင့်တေမင်း၏အခေါ်ကိုစောင့်နေရလေသည်တို့ရတွင် ငါဒီသင်မင်းအားစောင့်နေရခြင်းပါကလားဟူသောအသည့်ဖြင့်ယက်တီနေကြရခြင်းကမဟုတ်ယင်းတို့ယက်တီနေကြသောကာလမှာပင်ငိုကျွေးရ၏ပူဆွေးရ၏ထို့သောယက်တီနေနိုင်ဖို့ကလေးကိုပင်ဖြစ်ညစ်၍ရုန်းကန်တိုက်ခိုက်နေကြရ၏ထို့ကြောင့်ဘဝဆိုသည်မှာတိုက်ပွဲဟု၍မြင်ကြရပြန်လေသည်ထို့ဖြစ်လျင်လူသားတယောက်၏ဘဝတည်မြဲရေးသည်အဘယ်မျှခက်ခဲပင်ပန်းပါသနည်းလူလားမြောက်တီမှတေးသည်အထိ ဘဝတလျှောက်လုံးမှမူရှည်လျားလာပါ၏တနေ့တာအကြောင်းကိုပင်လေ့လာကြပါစို့တနေ့တာခရီးဝယ်ခွန်အားသည်အပေမြလို၍ချွေးနှင့်မျက်ရည်သည်ကိုမိမြတွန်ချရကဇွဲတက်တိကိုပင်တုံးရသည်ဆိုပါကစွန်စားကံများလားဟုထင်မှတ်ကြတော်မူလားစင်စစ်မူတနေ့တာဤစွန်စားကံဟုပင်ဆိုကြပါစို့အချွန်ဆုံးအမွန်ဆုံးသူရဲ့ကောင်းကြီးဟု၍ပြုံးလို့သမားလောကမှအတိအမှတ်ပြုကား ချီကျူးချင်းခံရသောကိုပန်းဘူး၏တနေ့တာကျိုးပန်းအားထုတ်မှု၏ရငွေမှာနှစ်ချက်နှင့်ပြား90ပင်ဖြစ်ပေသည်တနေ့လည်းနှစ်ချက်ခွဲဟူသောဝင်ငွေသည်ပင်ယခုလိုမိုးတလအတွင်းမှသာ အခွင့်ကြုံရ၏ကောက်ဆိုင်သမားနှင့်ပြုံးနှုတ်စည်းကောင်းလို့ရသည်မှာမျက်မျက်ကလေးစားရသည်ဟူ၍စီးထထောင်ကြသောကြောင့်ပြုံးနှုတ်ကောက်ဆိုင်စည်းတွေကများလာ၏များလာသည့်စည်းတွေထဲမှာမှကောက်ဆိုင်သမားနှင့်ပြုံးနှုတ်သမားတွေကလည်းတပုံတပင်ကြီးပင် ထို့ကြောင့်ကိုပန်းဖူးမှာပြိုးအကြံနေသောနေများတွင် ပြိုး900ပြည့်အောင်မနှုတ်ရပါကနှစ်ချက်ခွဲမစီလာတော့ပေ။ဟေးနတ်ဖက်ငါကိုအောက်ကျင်းစင်းပြီးနှုတ်ရမှာနော်။ထမင်းကလေးဘာကလေးထည့်ခဲ့ကြဟေး။ကောက်ဆိုင်စီကောင်ကိုသားဘွားကမနေ့တုန်းကမှားလိုက်တော့လေ။ကိုပန်းဖူးမှာထမင်းမထုတ်နိုင်ခဲ့ပေ။တပြေပင်တောကျောင်းမှအုံမောင်းခောက်တံထွက်ပေါ်လာခြင်းတည်းနနက်၃နာရီနှင့်ညီ။ကိုပန်းဖူးကဒီအချိန်မှာနိုးလာရက အစိုးကြုံတွင်သို့ကိုယ်သွင်းထားသော ခြေကိုဆန့်ထုတ်လိုက်ပြီးအိယာမှထားခဲ့သည်ညနာတစ်ပြေး၍ခြေအင်းဘက်ရှိမီးရဘောင်ပေါ်မှထမင်းအိုးကိုဖွင့်ပြီးအထဲမှ ထမင်းကြမ်းလေးကိုပချုပ်ထဲသို့ထည့်လိုက်သည်ဟင်းအိုးကိုဖွင့်လိုက်သည့်အခါတွင် ချမောင်ဟင်းရဲ့ကျဲနံကစီးကြိုနှုတ်ဆက်သဖြင့်ပချုပ်ထဲတွင်ထွေသွားနိုင်မည့်ငရုတ်တီတောင်းကလေးငပိဖို့ကလေးကိုလိုက်လံရှာဖွေပြန်၏ရှိစုမဲစုကြာပကံနှလုံးမှာကျမ်းမော်တွင်မှောက်နေ၏ ဒီအခက်တွင် ရွာတိကြီးရွာစီမှကရိုးတန်ကလည်းတတူတူစူရန်နိကန်လာသည် ကိုပန်းမှုမှပချုပ်တဲ့ထက်၍ဖြစ်မိဟင်းကိုသာ လိုက်လံရှာဖွေစေရှိနေသေး၏ကိုပန်းမှုဘာလုပ်နေတာလဲဟင်မတော်ပင်အဲ့ရမှနိုးလာလေပြီကိုပန်းမှုကစီဆန်းစားဖြူပြီးယူသွောရန်အကြံနဲ့စီပလင်းကိုလှန့်ယူရာကထမင်းထုတ်ပြီးယူသွောမလို့ဟင်းရှာနေတာဟုတ်ပြန်ပြောလိုက်၏ ချင်မောင်ရင်ရှိတာပဲစီပလင်းထဲမှာအနယ်တွေပဲရှိတယ်အဲ့ဒါတွေဆမ်းမသွားနဲ့ချောင်းဆိုးနေဦးမယ်ကိုပန်းဘူးမှာထမင်းထုတ်ဖို့ကိုလက်လျှော့လိုက်ရည်ပချုပ်ထဲမှာထမင်းငဲကိုတံပကံပြားထဲသို့ထည့်ပြီးချင်မောင်ရင်ဖြင့်ဖြောတောက်လိုက်ရလေဤအေးဆက်ဆက်တိုးကြည့်ကြည့်အရေများသည်လေချောင်းတစ်ချောက်စီစဉ်သွားသည့်အခါ၌ကိုပန်းဘူးမှာပြုတ်ကျင်တယ်လို့လို့အန်ကျင်တယ်လို့လို့ဖြစ်လာရတော့လေအသွာအပြန်နှစ်တိုင်ခန့်ဝေးသည့်ခရီးတွင်အစာခံနိုင်ရန်ခါတောက်တောက်ပြီးပြုံးနှုံနိုင်ရန်အတွက် မှိတ်၍ညှို့ချလိုက်ရသည်ကျွေကနေကျွေကနေပြိုးနိစနှစ်ဆကိုတအားဆွဲလိုက်တံများကသာကိုပန်းဘူးတို့အတိုက်ကိုကျဲလောင်စွာလွှမ်းမိုးသွားနိုင်သည်ပြိုးကိုဆွဲ၍နှုတ်တံများရေပြင်ပေါ်တွင်ပြိုးပင်များ ဖင်ကြီးအောင်စောင့်တံများကတပွန်းပွန်းနှင့်ညံနေ၏တို့ရတွင်နိစကိုတင်းတင်းဆွဲသည့်အတံများမှမူကားမဆူပဲမညံမဲနှင့်ဆူးရှစွာထွက်ပေါ်လာ၏ကိုဖို့အောင်ရေဟဲကိုဖို့အောင် ပြိုးနှုတ်သမားတယောက်ကကတင်းပေါ်တို့တက်သွားရာကပြိုးကြီးမြောက်ဘက်သုံးသွင်းကြော်တွင်တဟင်းဟင်းနဲ့စိုက်ခင်းခွဲနေသောလေရှင်အားခေါ်လိုက်ခြင်းဖြစ်သည်။ဟေးကိုဘောဟေးဘာလဲဟာကိုဘောအောင်ကသူ့အတန်လေကိုဆံပြီးတောနိုင်ရန်တအားကုန်း၍អော်ရာကကတင်းမော်တို့တက်ခါတနက်နဲ့ဖြင့်လျှောက်လာရာကပြိုးကင်းနဲ့တရွင်းကြော်အလိုတွင်ရက်လိုက်၍ဘာလဲတာမြမေဖေကလောက်မှာတယ် နီးစင်းတပင်အောင်ပါပါလို့ပါထားရခဲ့တာနဲ့လာစမ်းပါဦးလာစမ်းပါဦးကိုတမ်းများကလှန့်ခေါ်၍ဩတ္တမမုံဆိုင်ပင်ရိပ်ရှိနီးစင်းကြီးကိုတွားယူကပြိုးကင်းထဲရှိပြိုးပင်လွတ်သောရေကွက်ထဲသို့ပြစ်ချလိုက်သည်တာမရေငါ့ကိုလည်းတစည်းပြစ်လိုက်ပါဦးမိသူများကိုတမ်းများထံသို့ထမလာကြပြီသူတို့ထိုင်နေသောနေရာနှင့်ကိုသားများ၏နေရာမှာဆယ်တောင်ခန့်သာဝေးတော်လဲထလာလိုက်ပါက အ ਨੇ ဆုံးပြိုးတဆုပ်စာတော့လင်းဟင်းတောင်းနေဖြစ်သည့်အတွက်လှမ်းတောင်းနေကြခြင်းဖြစ်သည်ပန်းမူကိုဟဲ့ဟူ၍မေးသည့်အခါ၌ကိုပန်းမူမှာဤဟူ၍သာအတန်ပေးနိုင်၏ကိုပန်းမူမှာဤအစိတ်ခန့်ကိုပါဇက်နှင့်ကြိုက်ထားသည်ပစစ်တုပ်ထိုင်ချပြီးခြေပြားကိုထောင်ထားကာဒူးနှလုံးခက်ကားကားထားလျက်ပြိုးပင်ကိုလက်တဆုပ်စာပါလောက်သည်နှင့်တပြိုင်နက်ဘယ်လက်ကညာလက်၏အထက်မှပြေးကင်လိုက်သည်တွင် ြိုးပင်ကိုဝဲဘတ်တို့ခက်ရမ်းရမ်းလေးဆွဲနှုတ်လိုက်သည်လက်တဆုပ်မပြေမချင်းနှုတ်ပြေးသားကိုဘယ်ဘက်မှကင်ထားကတဆုပ်ပြေသွားလျင်ဘေးနားမှာချထားလိုက်၏ရင်းသည့်လက်တဆုပ်ကိုတစ်ဖက်ခေါ်၍လက်ကင်ကြီးသူများမှနှစ်ဖက်နှင့်တစည်းစီးနိုင်တော့လေလက်ကင်သေးသူများမှသုံးဖက်မှတစည်းကောင်းကောင်းရသည်ဒီတစည်းကိုမှတဆုပ်ဟူ၍ခေါ်လေသည်ကိုပန်းဘူးမှာနောက်တစ်ဖက်အတွက်ဝဲလက်ဘတ်တို့ခြေကရွှေရင်လက်ကဖတ်နှုတ်လေ၏ တစ်ဖက်မပြည့်သေးသောကြောင့်ခြေနှစ်ဖက်က နောင်နှံတွင်ကျန်နေသောတစ်ဖက်နှင့်ပေါင်းကရေပေါ်မှာစောင့်ပြီးရေပေါ်မှာပင်လှည့်ချလိုက်သည်တစ်ဖက်ညာဘက်လက်ကဗဇက်တွင်ကိုက်ထားသောတီးကိုဆွဲပြီးပြုတ်ဆုပ်၏ငါးဘိုင်းပေါ်ကကန့်လန့်တင်လျက်နှီးကိုလက်ကဖိပေးရင် ပြုတ်ဆုပ်ကိုဆွဲထောင်ကဘယ်လက်ကလာသောနှီးစာကိုအောက်ကညာဘက်ကသွားသောနှီးစာကို အထက်ကထားပြီးနှီးပင်ချင်းမထက်မိစေပဲဘယ်ကပြိုးစုံကိုဖိ ညာကနှီးနှဆကိုဆွဲ၍သုံးချက်ခန့်လိန်လိုက်သောအခါပူပြားနေသောချက်ချေးစုကလေးကပြိုးစုံဤဘေးတွင်ကတ်သွားလေ၏ပြိုးစုံကလေးမှလည်းနှီးချက်ဆွဲစဉ်ကလက်ဖနှောင်းဖြင့်တွန်းထားသောအားကြောင့်ညီညီညာညာထက်မနေပဲတပိတ်ချေတံခါသေး၍အပြားဝင်နေတော့၏သူဤညာလက်မှဗဇတ်တို့အဝေးနှင့်ခါတွင်ထိုးထားသောနှီးစည်းအကွာအဝေးသည်တူညီယုံမျှသာရှိ၏တို့တစီလည်း ခါတွင်ထိုးထားသောနှီးစီထဲမှနှီးကိုဆွဲလိုက်တယ်။ရှောရှောရှူရှူပါလာသည့်အခါလဲပါလာတတ်၍စီကြိုတင်း၍ကြက်နေသောအခါမှာဆွဲ၍ရုတ်တရက်မရတတ်ပေ။ဒီလိုဆိုရင်နှီးပင်ကိုဆွဲယူနေရသည့်အတွက်အချိန်နှောင့်နှေးသွားတော်မူမဟုတ်လော။ယင်းသို့နှောင့်နှေးရသည့်အချိန်ပေါင်း၁၀ကသည်ပြိုးတစ်ဖက်ရနိုင်ကောင်း၍ပြိုးတရာရမည်အချိန်တိုင်းဝယ်၉၅စီးသာရတော်မူမဟုတ်ပါလော။နာယီဤမိနစ်တိုင်းစက္ကန့်တိုင်းသည် စိန်အတိခြေထား၏ဟူသော စကားကိုကကိုပန်းဘူးတို့ကကြားဘူးမည်မဟုတ်ပါသင်အံ့ရဘူးခြင်းလည်းရှိမည်မထင်ပါတို့ပေသည့်သူတို့ပြုမှုကြံများမှမူအချိန်ဤတန်ဖိုးကိုနားလည်ကြောင်းဖော်ပြနေပေ၏ဟဲ့တမ်းဗာလဲကွာမျက်နာနှင့်ရင်ဘတ်ဝဲနွားမီရန်နရန်တိုင်းလွတ်စင်လာသောရှင်များဖြင့်ပေးချန်နေသည့်ကိုဖိုးအောင်ကကရုတ်ဝါမှလှမ့်မိလိုက်သည်ခေါ်တော့လာခေါ်ပြီးအခုတော့သူကနေတယ်မှာ ်ခမရပြိုးခင်းကိုပဲကြည်စမ်းပါဘို့အချားပြိုးနှုတ်သမားတယောက်ကခါမှနှီးစည်းကိုဖြည်ပြီးဗဇက်ဝတ်တွင်တိတ်ထားကလှမ်းပြောလိုက်ရဘာဖြစ်လဲကွာနည်းနည်းပါပါတော့အချီဆွဲမှာပေါ့ကွာဒီလိုပဲတင်းကြီးခံရဖို့ကွာဟူ၍ကိုဖိုးအောင်ကကရုတ်ဝတ်တွင်ခက်ကြဲကြဲပုတ်နေသောပြိုးပင်များကိုငုံကြည့်၍လေပြော့ဖြင့်ပြောလိုက်၏မဟုတ်ဘူးဗျဒါပြောတာမဟုတ်ပါဘူးဒီမှာရေကနဲရတဲ့အထဲတပြေးပြေးနဲ့ရေကဖြစ်လာပြီဗျာ ရေသွေးပေးပါအောင်ပြောမလို့ခေါ်တာအဲ့ဒါကအခက်ပဲဟေးမြောင်းကလည်းရေနေနေကလေးရေကွာဖတ်မနေပါနဲ့ဗျာရေထုတ်ပေါက်ကလည်းလုတ်ပေးခဲ့ဦးရေပူရင်မနှောက်နိုင်ဘူးကိုဖိုးအောင်မှာပြန်လဲပြီးစင်ကြယ်မတက်နိုင်တော့ဘူးမြောင်းတောင်ဘက်သို့ခတ်တော်တော်ကလေးလှန့်ထွက်သွားလေသည်ရာသီမှာမိုးရာသီပင်ဖြစ်တော်လဲမိုးမပါလေကသာခတ်တော်တော်ကလေးတုတ်ဖြူနေ၏ပြိုးကင်း၏အနောက်ဘက်ရှိနှမ်းငယ်မှာ စိမ့်ရင်ရွက်ကြမ်းများဖြင့်လွှားဖွဲ့ကဝါရော်သော အပင်များဝယ်မြတီကလေးများကစုံလိုက်စုံလိုက်ဆစ်စီခိုတွဲနေကြ၏ပြိုးကင်းတဲ့တွင်မနှုတ်ရသေးသော အပိုင်းမှာငါပြောညွန့်ရောင်ပိုးသားပေါ်ဝါကိုဖြန့်ခင်းထားသည်တို့ရှိသည်ပြိုးလို့သမားများ၏နောက်ဝယ်ငါးစုံဆယ်စုံစသဖြင့်ခြားထားခဲ့သောပြိုးစုံများကနှုတ်တူဖြောင်းဖြောင်းတွားလျင်တန်းနေ၍နှုတ်တူသည်ပြိုးကောင်းရာကြောင့်တို့ထိုးသွားပါက ကောက်ကွေနေလျက်ဝါကြက်ကြက်ရွှွင့်ရည်တဲ့ဝယ် က်တောင်စည်းကလေးတွေတလူလူဖြင့်ရက်တည်နေကြသည်ဒီအခိုက်ဝယ်တောင်မမြောက်သို့တရရိပ်ပြေးသွားနေသောတိမ်ဆိုင်ထဲမှနေသည်ဘွားကနေထွက်ပေါ်လာရာပြုံးလို့တမားများမှရွနှေးပုံနဲ့အပတ်ခံရပြီသလားဂျိုင်းတူပင်ကြောကိုကော့ပြလိုက်ကြ၏တဲဒီနေကဘယ်ကရောက်လာပါလဲမိုးပေါ်ကလာတာပေါ့ကွာတိမ်ချားနေမှုလဲဒီမြပူပင်းချင်းဖြစ်သည် ို့မို့ကြောင့်သာအလွားထနေသောကြောမဲကြီးတွေမှာကော့ထိုးသွားရခြင်းဖြစ်သည်ကိုပန်းဘူးမှာကြောကိုရေဖြင့်ပတ်လိုက်ကုန်းနှုတ်လိုက်နေရှိနေရာကခြေကိုလည်းနေသားတကြားရှိအောင်ပြင်ထားနေရ၏ခြေဘွားကိုထောင်မထားပဲအလိုက်တဲ့နောက်သို့ပစ်ထားပါကအကျော်တည်ပြီးတန်းနေတတ်၏ကဲဟဲ့လိုလာပြောကြမောင်တို့လဲရှင်ကိုဖို့အောင်ကမြောင်းထဲမှာရေကို တွေ့ယူခဲ့ပြီးပြုံးလို့သမားများ၏ရှေ့သို့တွားရောက်ခါမမကြီးရက်နေလိုက်၏ ရွေထိုးဖို့အပေါက်ကိုကိုတာမြကခိတ္တမြမော့ကြည့်ပြီးမေးလိုက်ဤဖောက်ပြီးပြီဟဲ့နှီးကုံရင်ဥတ္တမမုံစမ်းပင်ရိတ်မှာတွားယူကြဒါပေမဲ့အစောက်ကြီးကြီးနဲ့ခိုင်ခိုင်ချီဖို့ကိုတော့မမေ့ကြနဲ့မောင်တို့ရာကဲကိုဖို့အောင်တဲပြီးနဗူတန်ကျန်လုတ်တကိုဗျလူဆက်နေအောင်ပြိုးငါတော့နှုတ်ရမှာဗျခမရကိစ္စပြီးရင်တွားစားဗျာဖြန်းကနေဖြန်းကနေပြိုးပြားများနဲ့ဝဲဘက်ပကုံးစွန်းတို့ထိရိုက်တမ်းမှတပါး တုတ်ထာမမြည်သည့်အတံများမထွက်ပေါ်ခဲ့သော ကိုပန်းဘူးမှာတိမခံနိုင်တော့သဖြင့်ဖောက်အော်လီတော့သည်ကိုဖိုးအောင်မှာတငယ်ချင်းဖြစ်သူကို ပြုံးကြည့်ကသွားပါမယ်ဆရာရဲ့ဟုပြောပြီး ပခုံးပေါ်မှငန်းများကိုကတင်းပေါင်ပေါ်တွင်စိုက်ပစ်ခိုက်လေသည်ကိုပန်းဘူးမှာဤပြုံးတော့အဖွဲတွင်လက်အမှန်ဆုံးနှင့်အမြန်ဆုံးဇွဲအကောင်းဆုံးလူဖြစ်၏ရေတွင်မျောပြီးတည်ယူရမည်မျောပြိုးနှုတ်လိုသူတိုင်းသည်သူ့အားသဘောကျပြီတကယ်တော့ စီကောင်းတိုင်းကလည်းသူ့အားလူကောင်းတယောက်အဖြစ်အတိအမှတ်ပြုပါလိုလားကြသည်ယနေ့ကိုဖိုးအောင်လည်းအတွက်နှုတ်ရမည့်ပြိုးငါးတောင်တွင် သူ့အတွက်600တာဝန်ပေးပြီးအခြားသူများက400စီသာတာဝန်ယူထားကြပေသည်နေမြင့်လာသည်နှင့်အမျှပြိုးနှုတ်သမားများမှလက်နေလာကြ၏မိမိနောက်တွင်နှုတ်ထားခဲ့သောပြိုးစုပ်ကလေးများကို ပြန်ပြီးရည်သူကရည်တရာစု90စုကလေးတွေစုသူကစုနှင့်နှိမ့်ကန်လေးလံလာကြလေပြီကိုပန်းမူဘလောက်ရပြီလဲပြော 400ကျော်လောက်ပဲရလေအောင်မယ်ထင်တယ်ကွာကိုတာများကနေရာတွင်ပြန်ထိုင်ရင်းလှမ်းမေးသဖြင့်ကိုပန်းဘူးကလှဲ့မကြည့်ပဲဖြေလိုက်ရမဟုတ်တာပဲဗျာကျုပ်တောင်300ရနေပြီဗျာဟာငါကဘလောက်များစွန်းလို့မင်းကဒီလောက်ပြောနေရတာလဲကွာရေပဲကြည့်ပါဦးဗျာတော်တော်ကြာရင်ပို့နေပါဦးမယ်မိတို့ပင်ပြောစီကမူကိုပန်းဘူးကအချိန်ကုန်ခံပြီးကြည့်မနေပြီသူတကလည်းနေတော်လဲသူကတွတ်တွတ်နှုတ်မြဲတာနှုတ်လေဤ စိတ်တော်ငယ်ပူပါတယ်အိပ်ပျော်သူနိုးတော်လာရဲ့ ਨੇ မိဖုရားအစာရေဆောင်လို့ယရနာရွှေတောင်အမြင့်ခရီးတစ်သီးอยู่သွားအဝေးရှိကိုပန်းပုရိုလ်ယွာနာမှရွှေသမင်ဆန်ဆက်မှအုံအောဆွဲတန်သည်ခတ်တဲ့တဲ့မြလွတ်ပြန်လာလေ၏ကိုသားမြမှာခေါင်းမော်တို့မော့ကြည့်လိုက်ရာကဟာမိုးတဲ့ပါဘကောဟုအော်လိုက်ပြီးနှုတ်ကြဟေးနှုတ်ကြဟာမစောတော့ဘူးဟူ၍ဆက်အော်လိုက်ခါ အာုံပြီးတပြန်းပြန်းနဲ့ကုန်းနှုံနေတော့သည်မရှိမနှောင်းပင်မြို့ပေါ်ရှိဆန်းဆန်းနှလုံးမှအုံအောတံများကလည်းထွက်ပေါ်လာပြန်လေသည်စောစောကအော့အော်တဲတဲဖြစ်နေသော ပြိုးဝင်းကလေးမှခိတ္တမြစိတ်ညံသွား၏ရွှံပုံရည်နှင့်တွဋ္ဌိရပံများသောကြောင့်ပြာမွဲနေသောသူတို့၏ကြောပင်ကြီးများမှတပြောင်ပြောင်တလက်လက်နှင့်မှန်ထောင်ပြပြီးသို့လှုပ်ရှားနေ၏စိမောင်းရင်ပြေးပလာဟဲ့ဒီတဆုပ်ဆိုရင်ပြေးတော်မယ်မင်းကော ပြိုးဝင်းကလေးမှပြန်လဲဆူညံလာ၏။ငါကငါဆိုလူသေးတယ်ကွာငါကူအောင်တော့အချို့လူများကလည်းအလိုမရှိရအောင်ကိုပြိုးကင်းကိုပြန်စစ်ပြီးနောက်ကိုဖိုးအောင်ကိုအော်ခေါ်ပြီးမိမိတို့ပြိုးအသီးသီးကိုလက်ညှိုးထိုး၍အပ်နေကြသည်။ရီးပန်းဘူးဘလောက်လူသေးတယ်လဲပြို။စိန်မောင်ကဆေးလေကြီးတဖွားဖွားနဲ့ရောက်လာကမေးလိုက်၏။မတိသေးပါဘူးကွာ900တော့နီးရောပေါ့။လာကြပါဦးပြို။ရီးပန်းဘူးကိုနှစ်ဆုပ်စီကူခဲ့ကြရအောင်။ ်စိန်မောင်ကလှမ်းအော်သဖြင့်ကုန်းမော်ရောက်ပြီးသားလူများမှပြန်ဆင်းလာကြ၏ဟေ့ကောင်ကြီးပန်းဘုထမင်းမထုတ်ခဲ့ဘူးလားဟမ်မထုတ်ခဲ့ဘူးအမကွာဒီခီးနဲ့ဒီခီးကိုထမင်းမထုတ်ခဲ့ဘူးလို့မင်းတော့အပြန်ခါချီနေတော့မှာပဲကျောပူလာတီနဲ့အမြလေခွင်းတွင်ရှိရေကလည်းပူလာလေပြီကတော့ဘဝမှတတွင်တွင်ကြာ၍ထုတ်ပေါက်မှဒလဟောထွက်နေသောရေရှင်ပင်ဖြစ်တော်လဲပင်မမြောင်းရင်းကပါပူလာပြီးဖြစ်ရကား လဲခွားတဲ့အတွက်မအေးနိုင်တော့ဘူးပြို့လို့သမားများမှာကိုပန်းဖူးအတွက်ကိုနှုတ်ပေးပြီးလင်ထမင်းတုပ်ကလေးတွေကိုစီဆွဲလျက်တစ်ပင်ရိတ်အောက်သို့တက်သွားကြရကကိုပန်းဖူးစားပါအောင်လားဟုခေါ်သူကခေါ်ဟဲ့ကောင်ကြီးငါမှထမင်းတွေအားကြီးပဲလာကွာဟုအော်သူကအော်တော်လဲကိုပန်းဖူးမှာစားကြစားကြဟူ၍သာတွင်တွင်ကြီးပြောပြီးတွင်တွင်သာဆွဲနေလေ၏ကိုပန်းဖူးကဲ့သို့လက်ချီးတက်တက်ရှိသူများအဖို့ ပြိုးနှုတ်ချိန်သည်အခါကောင်းဖြစ်၏ပြိုးမှာနှုတ်နေသလောက်နှုတ်ခရတော့လေအချားကူလီအလုံးများမှာစွမ်းအားကိုတန်ဖို့မထားနေစားအဖြစ်သတ်မှတ်ခါငားမှတ်တကြက်ခွဲသာပေးထားပေးသည်ထို့ကြောင့်လဲကိုပန်းမှုမှာရတခိုက်တွင်လောက်ရခြင်းဖြစ်၏မလုံလို့လဲမဖြစ်ပေသူမယားမတော်ဤကောက်ဆိုင်ခါမှာပြက်ရက်မရှိပါမှတနည်းတကြက်သွားနဲ့ကောက်ဆိုင်ချိန်နှစ်လအတွင်းဝယ်ငွေ60သာရမည်သူကပြမ်းမြကြီးအဖြစ် တနေ့လေနှစ်ချက်ခွဲမြသာစီရကနှစ်လအတွက်150ရပါမည်။ကောက်ရိတ်ချိန်တွင်နှစ်ယောက်တရားခန့်ရမည်။ဤကောက်ရိတ်ကောက်ဆက်ချိန်မှအပအချားအချိန်များသည်သူတို့အဖို့အလုတ်ကရှား၍လုတ်ခကနေပါလွန်းလာရာလင်ကိုမရတနေ့လောက်စားသည်900ထက်မပူပေ။ယခုမူနှစ်ယောက်နှင့်မနေဘဲနောက်ထပ်စားမိဗဇက်ကလေးတစ်ပေါက်တိုးလာကလက်ညိုးတရံရံဗဇက်တငန်းငန်းဖြစ်လာလိမ့်မည်။ဒီတော့ကိုပန်းမှုမှာ တနှစ်မှနှစ်လသာကြုံဆုံရသည့်ခါကောင်းဝယ်ဇွဲကောင်းကောင်းနဲ့နှွှဲရပေသည်ကိုပန်းဘူးမှာအဖော်ပြုံးလို့သမားများပြန်သွားတည်ကိုပဲသတိမထားမိဟဲ့ကောင်ကြီးဒီတဆောက်ဆိုရင်ပြေးပြီဟူသောကိုဖိုးအောင်ဤအတန်ကိုကြားမှခေါင်းထောင်ကြည့်မိ၏ကိုဖိုးအောင်ကကိုပန်းဘူးဤပြိုးများကို တရားစီစုပြီးရေတွက်နေသည်အမေနေတောင်အတော်ဆောင်သွားပါပါကောကိုပန်းဘူးကနေကိုမော့ကြည့်ရင်ထိုင်ရာမှ ထလိုက်ရာ အမလီအမအမလီဟုတ်ရှောက်မဲ့အော်ဟစ်ခါရေထဲသို့ထိုင်ချလိုက်ပြီးခြေတလုံးကိုမြှောက်လျက်လက်နက်ဖက်ဖြင့်ဖြစ်ညစ်ထား၏ပန်းမူပန်းမူဘာဖြစ်လို့လဲဟင်ဘာဖြစ်လို့လဲကိုဘိုးအောင်ကမျက်ကလေးဆန်ပြားဖြင့်ပြေးလာ၏ကျွတ်တက်တာမင်းကနည်းနည်းပါးပါးမှမထတော့ဘဲဟိုကွာကိုဘိုးအောင်ကမိတွန်တောက်တီးကနှိပ်ပေးလေသည်ကိုပန်းဘူးမှကျွတ်တက်ပြောက်၍နေရာမှထားလိုက်တော်လဲ ဒူးကိုရုတ်တရက်ဆက်မရပေရေထဲတွင်ကွေးထားယုံသာမကလူကပါတက်ထိုင်ထားပြန်သောကြောင့်တကောက်ခွက်အကျော်များမှတင်းနေတော့သည်ကတင်းမော်တို့တက်လာသောအခါ၌ရင်ထဲမှာတုံတုံရင်ကြီးဖြစ်ကခါချိနေ၏ရင်ကိုအားရပါရဖွင့်၍မှအသက်မရှူနိုင်နှုံးချီလျက်ပန်းနေသည်ဩဒမမုံစန်းပင်ရိပ်သို့ရောက်သောအခါတွင်မြောင်းထဲသို့ဆင်းစင်လိုက်၏ရေဤအပေါ်ပိုင်းမှပူနွေးနေ၍ညိုနှင့်နှီးသောအောက်ပိုင်းမှအေးနေသည် အေးမြသောအပိုင်းကကိုပန်းဘူး၏ရင်ကိုအေးမြသွားစေကာတုံရင်ချင်းကပပျောက်သွားသည်တို့ရတွင်ရွှွနှစ်နှင့်နှုတ်ပုံများကို အားရပါရစေးကြောနေသည့်အခါဝယ်နှုတ်ချီတုံရင်ချင်းများကပြန်လည်ပေါ်ပေါက်လာသည်ကိုပန်းဘူးမှာပစိုးရေစိုးကိုခြုံပြီးတနက်နယ်ဖြင့်ပြန်လာခဲ့ရာလမ်းတစ်ဝက်တွင်မြောင်းရည်နှောက်ကြည့်ကြီးများကိုလက်ခုပ်ဖြင့်အားရပါရခတ်ယူတောက်ချလိုက်ရာခိတ္တမြလမ်းဆန်း၍အပြည့်သွားသည်ဟုထင်ရတော်လဲ မြောင်းကမ်းမမခွာလိုက်ရင်ခါးကပြန်ချိ၍ရင်ထဲကနှုတ်လိုက်လာပြန်လေသည်မိတော့ရေမိတော့အိမ်ဝိုင်းထဲသို့ဝင်မိလျပင်ထမင်းမှာအစင်သင့်ရှိပါမလားဟုသောကြောက်ကြချက်ဖြင့်နှုံးရီစွာဟဲ့အော်ခေါ်မိသည်တော်ဘာလဲထမင်းကြက်ဗလားကြက်ပြီခူးလိုက်အောင်မယ်ကြုံလေအခုပဲရောက်တာကိုပန်းဘူးမှာအေးအေးဟုပြန်ပြောရာကတဲကျမ်းမြေမော်တို့လေးပေါင်လေးလက်ကားပြီးလှဲ့ချလိုက်လေ၏ ဒီလိုပြစ်စလက်ခတ်လှဲ့ချလိုက်ခြင်းသည်ဘယ်အရသာနဲ့မျှမတူပေကြောကစိတ်၍ယင်နဲ့အေးသွားကနုံးခွေနေခြင်းများပါယော့ပါသွားသည်ထင်လိုက်ရသည်သို့တော်ခਿੱတမျှသာဖြစ်၏အတန်းကြာလင်ယင်ထဲကတလက်လက်ဖြစ်ကခါချီ၍ယင်ထဲကအောင်မြင်အောင်လာပြန်၏ကဲခုပြီပြီထလေဟူသောမတော်၏အတန်းကိုကြားရသဖြင့်မိဖို့နားသို့တိုးသွားကထမင်းပကံကို၌လိုက်ပြီး ငပိလေမပွက်သေးလို့ခဏခဏဟူ၍မတော်ကတားထားတီကိုပဲမအောင်နိုင်ပဲထမင်းစုံအတောင်ကလေးတရောင်ကိုသုံးလေးချက်မြဝါ၍မြိုချလိုက်ရာချိုစိမ့်သောအရေများသည်ဝမ်းထဲသို့စည်းဝင်သွားလေ၏နေပါဦးဆိုတာအေးပါဟာနေပါလေချိနေသောခါပူနေသောရင်နဲ့နှုံးနေသောလက်များမှာထမင်းကလေးတစ်စုပ်ဝမ်းထဲသို့အရောက်ပျောက်ွယ်သွားကား မတော်ငပီအိုမချမချင်းစောင့်နေရတော့လေပြန်လဲနှုံးချီတုံရင်ချင်းမဖြစ်လာတော့ဘီထို့ကြောင့်ပင်ကျွန်တော်ဆိုခဲ့ဤဘဝဆိုဒီမှာရှင်တော်ဖရာဤအလိုအဖျင်ကိုတွင်းကိုကိုထမင်းကိုစားပြီးစောင့်နေရခြင်းပင်ဖြစ်သည်စင်ဖြူကျွန်းအောင်သိအတွဲ6အမှတ်2959ဒီဇင်ဘာမြဝတီမဂ္ဂဇင်းလိုအပ်ချက်များကိုတီးခံပြီးနားဆင်ပေးကြတော့ ညီကိုမောင်နှမများအားလုံးအားလုံးဘေးကင်းရန်ကွယ်ရှိကြပါစေ။